ေးရွာလေးတရွာမှာဒေါ်မြင့်မြင့်ဆိုတဲ့အသက်60အရွယ်မွေးစားအမေတယောက်နေထိုင်ပါတယ်။သူမဟာချမ်းသာတဲ့အမွေတစ်ခုကိုပိုင်ဆိုင်ထားပြီးကျေးရွာထဲမှာလူသိများတဲ့တထေးကြီးတယောက်ဖြစ်ပါတယ်။ဒေါ်မြင့်မြင့်မှာမွေးစားသားမောင်တန်းထွန်းနဲ့သူ့ရဲ့မောင်လေးဥအောင်မြင့်ဆိုတဲ့ဆွေမျိုးအရင်းချနှစ်ယောက်ရှိပါတယ်။ဥအောင်မြင့်ဟာလောဘကြီးပြီးဒေါ်မြင့်မြင့်ရဲ့အမွေကိုလိုချင်နေသူဖြစ်ပါတယ်။ဥအောင်မြင့်ဟာဒေါ်မြင့်မြင့်ရဲ့အမွေကိုလက်ဝဲကြီးအုပ်ဖို့စီစဉ်နေပါတယ်။ဒါပေမဲ့ ဒေါ်မြင့်မြင့်ကသူ့ရဲ့အမွေကိုမွေးစားသားမောင်တန်းထုံးကိုပေးချင်နေတာကြောင့်ဦးအောင်မြင့်ဟာစိတ်ဆိုးနေပါတယ်။ဒီလိုနဲ့ဦးအောင်မြင့်ဟာရွာထဲကအောက်လန်းပညာတတ်တဲ့ဆရာကြီးတယောက်စီသွားပြီးအကူအညီတောင်းပါတယ်။ဆရာကြီးကဒေါ်မြင့်မြင့်ကို မော့အတက်နဲ့တက်ဖို့နေလန်းပေးလိုက်ပါတယ်။အောင်မြင့်မင်းကပြောတဲ့တိုင်းလိုက်လို့မင်းမရဲ့ဆံပင်အဝတ်အစားလက်သေးချေသေးနဲ့သူ့ရဲ့ငါစီယူခဲ့ပေးမင်းကြံအောင်လိမ့်မယ်။ဒါပေမဲ့ညံပူဇော်ခအနေနဲ့တော့မင်းနွားတကောင်ပေးရလိမ့်မယ်နော်ဟုဆရာကြီးကပြောပါတယ်။ ဦးအောင်မြင့်ဟာဆရာကြီးရဲ့အပေးယူကိုလက်ခံလိုက်ပြီးဒေါ်မြင့်မြင့်စီကစံပင်နဲ့ခြေသေးလက်သေးယူဖို့စတင်ပြီးချီးကပ်ပါတော့တယ်။တမနဲ့ဒေါ်မြင့်မြင့်အိယာနိုးလာချိန်ဦးအောင်မြင့်မှပြေးလာပြီးအမနင်းစံပင်တွေကရှုပ်ပေါ်နေတာပဲမောင်လေးတက်တက်ရဲ့ရဲ့ဖြစ်အောင်လှုပ်ပေးမယ်ဟုဆိုကလက်မှာအသင့်ပါလာတော့ဘီးနဲ့ဖီးပေးပါတယ်။ဘာမှမသိရှာတဲ့ဒေါ်မြင့်မြင့်ဟာသူ့မောင်လေးရဲ့တိတက်မှုကိုပီတိဖြာနေပါတယ်။ထိုအချိန်မောင်တန်းထွန်းလဲဘေးကကြည်ပြီးစိတ်ထဲမှာတင်္ကာမကင်းနဲ့ဖြစ်နေပေမဲ့ တူလေးလိမ်မာလာတာပဲဟူတွေးကလစ်လူချူခဲ့ပါတယ်အကြံသမားဦးအောင်မြင့်ကတော့အခွင့်ရေးရုံခြေသီးလက်သေးတွေပါညက်ပါတော့တယ်ဦးအောင်မြင့်ဟာဆရာကြီးပေးတဲ့နေလန်အတိုင်းဒေါ်မြင့်မြင့်ရဲ့ပစ္စည်းများကိုလူပုံတန်ထန်အယုတ်ကလေးဖန်တီးပြီးဒေါ်မြင့်မြင့်နံမီထိုးကတင်းချိုင်းမြေမှာလူသေးတစ်ခေါင်းမှတစ်သားများနဲ့မိယူပါတော့တယ်ဒေါ်မြင့်မြင့်ဟာရုတ်တရက်နာမကျန်းဖြစ်ပြီးတေဆုံးသွားပါတယ်ကြေးရွာထဲမှာဒေါ်မြင့်မြင့်ရဲ့တေဆုံးမှုဟာလူများကိုထိတ်လန့်စေပါတယ်ဒေါ်မြင့်မြင့်တေဆုံးပြီးနောက် ဦးအောင်မြင့်ဟာသူ့ရဲ့အမွေကိုလက်ဝါးကြီးအုပ်ဖို့စ조사ပါတယ်။ဒါပေမဲ့မောင်တန်းထွန်းဟာသူ့ရဲ့အမေရဲ့တည်ဆုံမှုကိုတန်တရားဝင်လာပြီးကြေးရွာတဲကဆရာတော်တပားစီသွားပြီးအကူအညီတောင်းပါတယ်။ဆရာတော်ဟာမော့အတက်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုသိရှိပြီးဦးအောင်မြင့်ရဲ့လောက်ရကိုဖော်ထုတ်လိုက်ပါတယ်။ဦးအောင်မြင့်ဟာကြေးရွာထဲမှာလူများရှိမှသူ့ရဲ့အဖြစ်ကိုဝန်ခံလိုက်ရပါတယ်။သူ့ကိုကြေးရွာထဲကနေနှင်ထုတ်လိုက်ပြီးမောင်တန်းထွန်းဟာဒေါ်မြင့်မြင့်ရဲ့အမွေကိုစက်ခံလိုက်ပါတယ်။